င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်ဦးလွင်ကိုခင်မီမြို့တော်အဖြစ်အစ်စ်မြင့်ရေးမင်းအောင်လှိုင်ရဲ့စီမံချက်အရာ ပြည်ဦးလွင်ကစိုင်ကန်းတွေအားလုံးမှန်တကားတက်ဆင်ရန်နဲ့မှန်ချက်တွေကာယံရမယ်လို့အမိန့်ထုတ်ပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာလူထုကိုလှည့်ဖျားတဲ့နိုင်ငံရေးလှည့်ကွက်လို့ NUG ယာယီသမ္မတကထပ်မံတရိပ်ပေးတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ဒီပုတ်ကတော့အကျန်းဖက်စစ်ခေါင်းဆောင်မေအောင်လှရဲ့ပြည်ဦးလွင်မြို့ကိုခင်မီမြို့တော်အဖြစ်အစ်စ်မြင့်တရေစီမံချက်အရပြည်ဦးလွင်မြို့ကစံကန်းတွေအလုံးမှန်တကားတက်ဆင်ရမှာဖြစ်တယ်လို့မှန်ချက်တွေကာရန်ရမယ်လို့စစ်တပ်ကအမိန့်ထုတ်ပြန်လာကြောင်းပြည်ဦးလွင်ကစံကန်းပိုင်ရှင်တွေကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်သတင်းပါလ၁၇ရက်နေ့မှာစစ်တပ်လက်အောက်ခံပြည်ဦးလွင်မြို့စစ်စင်သားရဲအဖွဲ့က ပြိုးလေမြို့အတွင်းကဆိုင်ကန်းတွေအားလုံးကိုဆိုင်ကန်းမှန်သမျှမှန်တကားတွေတက်ဆင်ပြီးမှန်တွေကာရန်ရမယ်လို့အမိန့်ထုတ်လာတာလည်းဖြစ်ပါတယ်။အဲလိုလောက်တာကိုစက်တင်ဘာလ30ရက်နေ့နောက်ဆုံးထားကတလအတွင်းဆောင်ရွက်ရမှာဖြစ်ပြီးညွန်ကြားချက်ကိုမလိုက်နိုင်ပြစ်ထန်ငွေပေးဆောင်စေတာတရားစွဲတာတွေလုပ်မှာဖြစ်ပြီးနှစ်ကြိမ်ထက်ကျူးလွန်ရင်စီကံပြက်စီရင်သွင်းပြီး ဆိုင်ကန်းကိုပိတ်သိမ်းတဲ့ပြစ်ဒဏ်တွေချမှတ်မယ်လို့လည်းသိရပါဗျ။ဆိုင်ကန်းတွေအိမ်ဆိုင်တွေကိုမှန်တကားတွေမှန်ချက်တွေကရရင် အနည်းဆုံးငွေကျပ်သိန်း90ကနေရာခဏန်းအထိကျတဲ့နိုင်တယ်လို့လည်းပြည်ဦးလွင်က စိုက်ပန်ရှင်တို့ကပြပြပါဗျ။အဲ့ဒီငွေကြေးကိုပြည်ဦးလွင်ကဆိုင်ကန်းပိုင်ရှင်တွေက မတတ်နိုင်ကြသလိုလက်ရှိစီးပွားရေးမှာလည်းမကောင်းတာကြောင့်မှန်တကားတက်ဆင်ဖို့နဲ့မှန်ချက်ကရင်ဖို့အခက်အခဲဖြစ်နေကြရတယ်လို့လည်းသိရပါဗျ။ဂျက်ဖက်မေအောင်လိုင်းက ပြည်ဦးလွင်မှာသူတို့မိသားစုနေထိုင်ဖို့အတွက်အင်ဂျီတိစောက်ထားပြီးမကြာခဏလာရောက်လက်ပတ်လေရှိသလို ပြည်ဦးလွင်မှာဈေးဝယ်စင်တာတွေခင်မီစေယုံတွေနဲ့ပြည်ပြည်စုံတဲ့မြို့တော်ဖြစ်ရမယ်လို့ဆိုပြီးစစ်တပ်အာဏာသိမ်းပြီးရဲ့နောက်မှာချက်ချင်းအကောင့်ထဲပေါ်ဆောက်လုပ်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်အာဏာသိမ်းပြီးရဲ့နောက်မှာမေအောင်လိုင်းကပြည်ဦးလွင်ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းကို ိုင်ငံတကာအဆင့်မီအပန်းဖြေစခန်းတစ်ခုအဖြစ်အဆင့်မြင့်တင်မယ်လို့ဆိုပြီး2021ခုနှစ်ဒီဇင်ဘာလမှာစီမံကိန်းကို စတင်ဆောင်ရွက်ခန်းခဲ့ပြီးအဲ့ဒီအပန်းဖြေစခန်းအတွက်လုပ်ပိုင်ခွင့်တွေကိုတားဖြစ်သူအောင်ပြည့်စုံရဲ့ကုမ္ပဏီစီကိုအပြည့်အဝလုပ်ပိုင်ခွင့်လွှဲပြောင်းပေးရခဲ့တာလည်းဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ ဆေးရနာရှင်စနစ်ကိုခြုံငိမ့်အောင်မလုပ်နိုင်ပဲဒီမိုကရေစီအခွင့်အရေးအပြည့်အဝမရနိုင်တယ်လို့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာလူထုကိုလှည့်ပြားဖို့ဖြစ်တာကိုသတိပြုဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီယာယီသမ္မတဒူဝါလက်ရှိလာကထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။မနေ့ကစတင်ပါလ15နေ့မှာကြက်ရောက်တယ်။နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားမှာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှိလာကအခုလိုတတိပေးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီအရေးလှုပ်ရှားမှုတွေဟာဆရာနာရှင်စနစ်စန့်ကျင်ရေးနဲ့ဓာတ်ရိုက်ဆက်နွယ်ပေါ်ပေါက်လာတာဖြစ်ပြီးလက်ရှိຫນွေဦးတော်လှန်ရေးဟာဒီမိုကရေစီအရေးသက်သက်သာမဟုတ်ဘဲဖက်ဒရယ်အရေးအတွက်ပါတော်လှန်တိုက်ပွဲဝင်တဲ့လူမှုတော်လှန်ရေးဖြစ်တယ်လို့သမ္မတကြီးကဆိုပါတယ်။ဆရာနာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအစားထိုးတည်ဆောက်နိုင်ဖို့ဖြတ်တန်းနေတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ဆရာနာရှင်စနစ်ချုပ်ငင်းခြင်းမရှိဘဲဒီမိုကရေစီအခွင့်အရေးအပြည့်အဝမရနိုင်ဘူးလို့လည်းနိုင်ငံတော်ရဲ့ယာယီသမ္မတကအခုလိုသတိပေးပြောဆိုထားပါတယ်။ကျွန်တော်တို့အနေနဲ့ဆရာနာရှင်စနစ်ကိုချုပ်ငင်းပပျောက်အောင်မလုပ်နိုင်ဘူးဆိုရင်ဒီမိုကရေစီအခွင့်အရေးတွေကိုအပြည့်အဝမရရှိနိုင်ဘူးလို့ပြောလို့ရပါတယ်။ ီမိုကရေစီဆိုတာလွတ်လပ်ခွင့်နဲ့တရားမျှတမှုအပေါ်မှာအခြေခံတယ်လို့တာဝန်ယူမှုတာဝန်ခံမှုဆိုတာတွေ့ပေါ်မှာလည်းအခြေခံပါတယ်။ဒါအပြင်တန်တူညီမျှမှုနဲ့လူ့အခွင့်အရေးအပြည့်အဝရရှိမှုနဲ့လည်းချိတ်ဆက်ပါမှုနေပါတယ်။စစ်အာဏာရှင်စနစ်တက်ဆူးရှင်တွေတွေ့ပြည်သူလွတ်လပ်ခွင့်ပျောက်ဆုံးနေပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ ဆက်အနာရှင်ဆိုနေအတက်ကူနေတဲ့ပြည်သူတွေဟာတရားမျှတမှုကိုလည်းဘယ်တော့မှမရနိုင်သလိုဒန်းတူညီမျှမှုနဲ့လူ့အခွင့်အရေးကိုလည်းရရှိနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီမိုကရေစီဖြစ်ထွန်းရေးဟာဆက်အနာရှင်ဆိုနေချုပ်ရင်းရဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့ပြောလို့ချင်ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ဆက်အနာရှင်ဆိုနေချုပ်ရင်းရဲ့ကိုအောင်အောင်မြင်မြင်မလုံဆောင်နိုင်ပဲ ဒီမိုကရေစီနဲ့ဖြစ်ထွန်းအောင်လှုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတာအင်တန်တင်ရှားတဲ့အချက်ဖြစ်ပါတယ်။လက်ရှိစစ်တပ်ကခေါင်းစဉ်အမျိုးမျိုးပြောင်းကဆက်အနာရှင်စနစ်သက်ဆိုးရှည်စေဖို့အတွက်လှုပ်ဆောင်နေသလိုစစ်တပ်ရဲ့ရွေးကောက်ပွဲမှာလူထုကိုလှည့်ဖျားနေတဲ့နိုင်ငံရေးလက်ကွက်တာဖြစ်တယ်လို့သမ္မတဒူဝါလက်ရှိလာကဆက်လက်တတိပေးပြောဆိုထားပါဗျ။ ဒါအပြင်ຫນွေဥတော်လန်ရေးဟာရှေ့နလန်တိုးနောက်တလန်ဆုပ်ပုံစံမျိုးနဲ့တရွေ့ရွေ့ရှေ့ကိုခြိတက်နေတာကြောင့်အနောက်ရှက်အဟန်သားတွေကိုမမှုပဲဆက်လက်ခြိတက်တိုက်ပွဲဝင်နိုင်အောင်မိမိတို့တော်လန်ရေးတက်လုံးနဲ့နိုင်ငံရေးကိုခံအားကိုမြင့်တင်ထားကြဖို့လိုအပ်တယ်လို့လည်းသမ္မတကတိုက်တွန်းထားပါတယ်ရှင်။ ဘကောတိုင်းတဘောကိုတက်ဆက်ပေးကြပါရယ်ဘကောတိုင်းတောင်ငူမြို့နယ်နဲ့တန်တောင်ကြီးမြို့နယ်ကိုဆက်သွယ်ထားတဲ့တောင်ငူလက်တိုလမ်းပိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်။အကျန်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ရမှာစစ်အရာရှိတို့အပါဝင်စစ်သား၄ဦးဟာတေသွားခဲ့လို့ KNL တပ်မဟာနဲ့တရင်ငါကန်းဒီကြားဒေသကာကွယ်တပ်ဖွဲ့ကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်။စက်တင်ဘာလ၁၇ရက်နေ့မှာ တောင်ငူမြို့ကအင်အား၂၀၀ခန့်နဲ့ တောင်ကိုလိတ်တူလမ်းပိုင်းကိုထွက်လာတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကိုအုံရှိပင်ကျေးရွာအနီးအရောက်မှာ တော်လန်းတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်အရာရှိတဦးပါဝင်စစ်သား၂ဦးဟာတေဆုံးခဲ့တာဖြစ်ပြီးအများအပြားဟာဒဏ်ရရှိခဲ့ရလို့လည်းသိရပါဗါးအဲ့ဒီတေဆုံးဒဏ်ရစစ်သားတွေကို တောင်ငူမြို့ကိုကားနဲ့တယ်ဆောင်သွားခဲ့လို့လည်းသိရပါဗါးအလားတူစက်တင်ဘာလ14ရက်နေ့မနေ့အစောပိုင်းနှစ်နိုင်ခွဲလောက်ကလည်းတန်တောင်ကြီးမြို့နယ်မုတ်ဦးကျေးရွာအနီးကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးဟာပွဲချင်းပြီးတေဆုံးပြီး6ဦးကဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါးအဲ့ဒီတိုက်ပွဲတွင်းမှာတေဆုံးသွားတဲ့စစ်သားတွေကိုကားနဲ့တောင်ငူမြို့ကိုတယ်ဆောင်သွားပြီးဒဏ်ရာစစ်သား6ဦးကိုတော့ပကတ်တွေနဲ့ထမ်းက ခြေလင်းစစ်ကြောင်းနဲ့အတူနောက်ပြန်ဆုတ်သွားရလို့လည်းသိရပါတယ်ရှင်စကိုင်းတိုင်းအတန်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းရင်းမပင်မြို့နယ်မုံရွာရာကြီးကလေးဝလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်တိုင်းမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်တပ်ဘက်က29ဦးထက်မနည်းဟာထိခိုက်သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF နဲ့မဲမောင်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။စက်တင်ဘာလ10ရက်မနေ့7နိုင်35မိနစ်လောက်မှာရင်းမာပင်မြို့နယ်ဘန်ဘွေးပြူစောတီရွာကနေ မုံရွာယာကြီးကလေးဝလမ်းတိုင်းစစ်ကြောင်းထုတ်လာတဲ့အင်အား200ခန့်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကလမ်းပိုင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က6ဦးဟာသေဆုံးခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အလားတူစက်တင်ဘာလ14ရက်နေ့ကလည်းထရော်ဂျင်ရွာမှာတပ်ဆွဲထားတဲ့စစ်တပ်စစ်ကြောင်းဟာမုံရွာယာကြီးလမ်းပိုင်းကိုထပ်မံထွက်ခွာလာစဉ်တွင် တော်လန်တပ်ဖွဲ့တွေဘက်ကပဒေသာမိုင်းအလုံး20နဲ့မိုင်းဆွဲတက်ခိုက်ပြီးရဲ့နောက်မှာ45မိနစ်ခန့်ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့လို့လည်းသိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်က20ဦးထက်မနည်းဟာသေသွားတာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားပြီးရဲ့နောက်မှာအကြက်ဖက်စစ်သားတွေကထရိုဂျင်ရွာကို ပြန်လည်ဝင်ရောက်သွားပြီးထိခိုက်သေဆုံးခဲ့တဲ့စစ်သားအလောင်းတွေနဲ့ဒဏ်ရသူတွေကိုအနောက်မြောက်တိုင်းစစ်တနာချုပ်ကိုခေါ်ဆောင်သွားတယ်လို့လည်းသိရပါဗါးရှင့် ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။ရန်ကုန်မြို့မြားတကုံမြို့နယ်မဝတာလမ်းစုံနီပင်လုံလန်းစုပေါင်းယုံလန်းကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံနယ်အမှတ်6ရင်ထင်းရဲတပ်ဖွဲ့ယုံတို့ကိုလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ14ရက်နေ့မနေ့တနင်္ဂနွေ35မိနစ်ဝန်းကျင်အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကိုဦးစီးဦးဆောင်ပြုလုပ်နေတယ်။ မြောက်တဘုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဥစ္စာဒါရုံနယ်ပြည်သူတွေကို မတရားဖမ်းဆီးဆက်ကြီးကောက်ယူနေတယ်။အမှတ်6ရင်းထင်းရဲတပ်ဖွဲ့ကို လက်ပြပုံးတွေနဲ့ပြစ်ခတ်တက်ခတ်ခဲ့လို့လည်းသိရပါဗါတိုက်ခိုက်မှုတွဲမှာအကြက်ဘက်စစ်တပ်ရဲ့လက်ပါစီတွေထိခိုက်မှုရှိနိုင်ပြီးအသေးစိတ်အခြေအနေကိုတော့စုံစမ်းနေစေဖြစ်တယ်လို့လည်းသိရပါဗါအဲ့ဒီတက်ခတ်မှုကို Operation Flame နဲ့အတူကြီးမြင့်နိုင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့လာသာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တွေပူးပေါင်းလှုပ်ဆောင်ခဲ့ကြရလို့လည်းသိရပါဗါအကြက်ဘက်စစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လိုင်းမဟာမိတ်အဖွဲ့တွေအားလုံးနဲ့အတူလှုပ်တွဲကအကြက်ဘက်စစ်တပ်ကို ရှေ့မြင့်တိုက်ခိုက်ချိန်မုံသွားမယ်လို့လဲ Operation Flame အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဒီတစ်ခါမှာတော့ရန်ကုန်ဒဝယ်အမှတ်ရှိပြည်တော်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်တပ်ကအင်အားထောင်ချီသုံးက ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီး ရေးမြုံနယ်အတွင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေရလို့ရေးဘလူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဂျက်ပတ်စစ်တပ်ဟာပြည်တော်စုလမ်းပိုင်းကိုပြန်လည်ရယူနိုင်ဖို့အတွက်စစ်ကြောင်းထိုးနေရဟာဩဂတ်စ်လတည်းကဖြစ်ပြီးလက်ရှိအချိန်ထိကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်းသိရပါရတယ်။စစ်တပ်ဟာရန်ကုန်ဒဝယ်ပြည်တော်စုလမ်းမကြီးကိုထိန်းချုပ်နိုင်ရေးအတွက် စစ်မှုထမ်းတပ်သားအစ်တွေကိုထောင်ထဲချီတုံးလာသလိုမော်လမြိုင်ရဲတပွဲလမ်းတစ်လျှောက်စစ်ကြောင်းတွေခွဲကနေရာပေါင်းစုံကနေထိုးစစ်ဆင်နေရလို့လည်းသိရပါဗျ။တတင်ပါလာ၁၄ရက်နေ့ညနေ၄နာရီလောက်ကလည်းပကာရီရွာဖုံးရင်ကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လန်တပ်တွေကဝန်ရောက်တိုက်ခတ်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်တပ်ဘက်ကတေဆုံးထိခိုက်မှုတွေရှိတယ်လို့လည်းသိရပါဗါးအဲဒီလိုတိုက်ပွဲပြင်းထန်ပြီးရဲ့နောက်မှာစစ်တပ်ကအထိနာသွားတာကြောင့်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်လက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗါးရှင့် အခုနောက်ဆုံးတိဆက်ပေးခြင်းတဲ့တင်းတဲ့ပုံကတော့တင်းသားရီတိုင်းလောင်လုံးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားလို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရတယ်။စက်တင်ဘာလ15နေ့မနေ့အစောပိုင်းကလောင်လုံးမြို့ပေါ်မှာတက်ဆွဲရတဲ့အကြမ်းဖက်စစ်သားတွေကမြို့အနီးအနားကတပြားရွာကိုဝင်ရောက်ဆင်းသင်းပြီးလူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာလောင်လုံးမြို့ပေါ်ကိုခေါ်ဆောင်သွားခဲ့လို့လည်းသိရပါရတယ်။ဒါအပြင်ကျေးရွာအတွင်းကပြည်သူပိုင်နေအိမ်တွေကိုလည်းဝင်ရောက်ဆစ်ဆီးပြီး ဖုန်းတွေကိုတင်ဆက်သွားတယ်လို့လည်းသိရပါဗါးအလားတူမကွေတိုင်းစလင်းမြို့နယ်မှာလည်းအကြက်ဖက်စစ်တပ်ကရင်နောက်လိုက်တူအပါအဝင်ပြည်သူလေးဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ပြည်သူညီနောင်စလင်းတရင်တာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါးစက်တင်ဘာလ10ရက်နေ့ည7:00နာရီလောက်ကစလင်းမြို့နယ်တက်နေသည့် တောင်ယုံပင်ကံရွာမြောင်းပောင်လမ်းမှာကင်းမုံဝုတ်နေတဲ့အကြက်ဖက်စစ်သားတွေကပြည်သူ၃ကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့အဲ့ဒီနေ့မနေ့၈နိုင်လောက်ကလည်းရန်ကုန်မကွေးမင်းဘူးစလင်စင်မြူကျွန်းတို့ကိုပြေးဆွဲနေတယ်။ရွှေပြည်ဟင်းရှင်လန်းကရင်နောက်လိုက်ဖြစ်သူကိုစုဝေကိုလည်းအကြက်ဖက်စစ်သားတွေကလက်မဲကန်ထိတ်စစ်စေးကိတ်မှာပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရပါဗျ။အဲ့ဒီလိုဖမ်းဆီးပြီးရဲ့နောက်မှာရင်နောက်လိုက်ဖြစ်တဲ့ကိုစုဝေကိုအကြက်ဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးညနေပိုင်းမှာတော့ တ်ဆန်နဲ့လိုက်ရွေးတဲ့အတွက်ကြောင့်ပြန်လွတ်ပေးလိုက်တယ်လို့လည်းပြည်သူညီညောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကပြပြပါရယ်အကြက်ဖက်စစ်တပ်ဟာဆလင်းမြို့နယ်အတွင်းကလူငယ်တွေကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေပြီးငွေညှစ်မှုတွေကိုလုံဆောင်လာကငွေကြေးမပေးနိုင်သူတွေကိုစစ်မှုထမ်းတင်တန်းကျောင်းကိုပို့ဆောင်နေရလို့လည်းသိရပါရယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရုံကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ